ကန်စီချေးရွာနဲ့ဖားကန်ကားမိုင်းဘက်ကနေဝင်လာတဲ့စစ်တပ်ကဇွန်လ12ရက်စက်3ရက်ကလေးကစစ်တပ်ကမော်စီစာသာယာကုန်းအောင်သာယာတောင်ယာကုန်းလမ်းကြောင်းတစ်လျှောက်စစ်ကြောင်းထိုးခဲ့ပြီးရင်းလမ်းကြောင်းတွင်တိုက်ပွဲများဖြစ်နေတာပါစစ်ကောင်စီတပ်များကဖားကန်မြို့တွင်အင်အားဖြည့်တင်ထားပြီးတာယာကုန်းပါဝင်နေမြေဆိုးမှုရန်နောက်ချင်အင်အားများကိုမော်စီစာချေးရွာရှိဖျားကုန်းတွင်တက်ဆွဲထားခဲ့တာပါဇွန်လ14ရက်တွင်ယာဒနာမိုက်ပုံကြီးတဝိုက်တွင်စစ်တပ်ရဲ့နောက်ချင်အင်အားများနဲ့ ဒေါ်လန်ရေးတပ်ဖွဲ့များကြားပြစ်ခတ်မှုများဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ဇွန်လရက်နေ့မှစတင်က မော်စီဇာဗီယာကုန်းတွင်တက်ဆွဲနေသည့်စစ်ကောင်စီတပ်ကမော်များကိုလှည့်လည်ပြီးစစ်ရန်များကိုမိရှို့ဖျက်ဆီးမှုများပြုလုပ်လျက်ရှိပါတယ်။ဇွန်လ18ရက်တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ဘက်မှအုံမှုတဦးပါဝင်စစ်သား20ကျော်သေဆုံးခဲ့သည်ဟု KBDF ကဖော်ပြထားပါသည်။ KIA စစ်ရေးတရင်မြင့်များကလည်းအရာရှိများပါဝင်ထိခိုက်ဒေဆုံးမှုများပြားကြောင်းတီးပြထားတာပါ။ မော်စီဇာဘုရားကုန်းတွင်တဆွဲနေသည့်စစ်ကောင်စီတပ်ကိုပြီးခဲ့သည့်ဇွန်16ရက်နေ့နဲ့16ရက်နေ့တို့တွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ဦးပေါင်းတပ်ခွဲကဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီဘက်မှတပ်မ33စုဦးစီးမှုဒုတိယတန်းဗိုလ်မှူးချုပ်သက်စောပါဝင်30ကြော်တေဆုံးခဲ့ကြောင်းသိထားရပါတယ်။စစ်ရေးရှင်ကပုံမြင်လာတဲ့စစ်ဦးစီးမှုတွေတဲ့လို့တရင်ထွက်ပြီးကလေးကမော်စီဇာနဲ့ကထေမော်ဘက်ကိုအင်အားဖြည့်စစ်ကြောင်းထိုးတာတွေလှုပ်လာပါတယ်။စစ်တပ်ဘက်ကတေဆုံးသူများတဲ့ဟုကချင်တရင်မြစ်ကပြောထားပါတယ်။ တိုက်ပွဲနှစ်နေရာဖြစ်ခဲ့ပြီးဖျားကုန်းမစစ်ကောင်စီတပ်များကိုတိုက်ခိုက်ရာတွင်စစ်နိုင်ပါလက်ဖြောင့်ဒင်းနှင့်ဖြင့်တိုက်ခတ်မှုကြောင့်အုံမှုတဦးတေဆုံးခဲ့သည်လူ20ကျော်တေဆုံးသည်ဟုဖားကန် KPDF ထံမှသိရပါသည်တိုက်ပွဲခြေနေများကိုအတိအကျမပြောနိုင်သေးကြောင်း KPDF တာဝန်ရှိသူကပြောပါသည်ဘုံမှုကျိုးတက်စော်ဤအလောင်းကိုမော်ဝမ်းကျေးရွာနီးတွင်မြုပ်နှံတင်ကျုပ်ခဲ့ကြပြီးပြန်လည်တဲ့ယူသွားသည့်စစ်ကောင်စီအလောင်း30ကျော်ကိုဖားကန်တပ်မကုန်းတွင်တင်ကျုပ်ခဲ့ကြောင်းသိရပါသည်စစ်ဦးစီးမှုတေဆုံးခဲ့ပြီးနောက် တက်ကွဲမှာပုံမိုပြင်းထန်လာပြီးယမန်နေ့ဇွန်16ရက်နေ့တွင်မော်စီစာနှင့်ကုညင်မော်ကြားတွင်တက်ကွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်တိုက်ပွဲဖြစ်တာတော့မန်နေရဲ့စက္ကဆဘက်ကလည်းအကြဆုံးများတယ်လို့တော့ပြောကြတယ်ဒါပေမဲ့ခိုင်မာတဲ့သတင်းတွေကတော့ပေးလာတာမျိုးမရှိသေးဘူးအိုးဘုံမူးကြီးနော်ဘူးကပြောသည်တနေကုန်တက်ကွဲပြင်းထန်ခဲ့တော့ကြောင့်ဖျားကုန်းနီးဝင်ခြင်းရှိဒေတာခံအများစုသည်နီးစက်ရခြေရွာများသို့တိမ်းရှောင်ခဲ့ကြရသည်ဟုမြို့ခံအမျိုးသားတို့ကပြောသည် ယနေ့နဲ့နဲ့တွင်မူတိုက်ပွဲဖြစ်ပွားသံများငြိမ်သက်နေပြီးဖျားကုန်းနှီးဝန်းကျင်တွင် နေထိုင်နေသည့်ဒေသခံများမှလွဲပြီးကျန်သူများနေရပြန်နေကြသည်ဟုအထက်ပါမြို့ခံမျိုးသားကစက်ပြောပါသည်။ဖျားကုန်းနှီးဝန်းကျင်သာပြန်မနေရကြသေးဘူးကျန်တဲ့နေရာတွေကတော့ပြန်နေကြပါပြီ။တခုခုဖြစ်လာရင်တော့အတင်းပြင်ထားကြတာပေါ့။ထို့အပြင်မော်ဝမ်းကြီးမော်ဝမ်းလေးနှီးတွင်လည်းယနေ့ဇွန်16ရက်နေ့တွင်နနက်၈နာရီချိန်မှစလစ်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကယနေ့ညနေပိုင်းတွင် မော်ဝမ်းလေးဘက်သို့ လေကြောင်းမစတင်ပုံကျဲချတိုက်ခိုက်ခဲ့ကြောင်းဒေတာခံများထံမှသိရသည်ဖားကန့်တက်မကုန်းတွင်ဇွန်16ရက်နေ့16ရက်နေ့ရက်တွင်အလောင်း30တလောင်းတင်ကျုပ်ခဲ့ကြောင်းကချင်တရင်းမြစ်ထံမှသိရသည်